စစ်ကြီးပြီးတော့မှငါတို့ကြုံနေရတာတော်စထရိုင်းရဲ့စစ်နဲ့ငင်းချင်ရင်မဟုတ်ဘူးဒုတိယကမ္ဘာစစ်လည်းမဟုတ်ဘူးအရင်ရှင်တဲ့ကွန်မြူနီဖြစ်တဲ့စစ်လည်းမဟုတ်ဘူးအကြောင်းတရားနဲ့အကျိုးတရားတစ်ခုနဲ့တစ်ခုတိုင်ပတ်နေတဲ့ကာလရန်နေရာတစ်ခုပဲအကြောင်းပြမှအကျိုးသက်မဲ့စစ်ကမ္ဘာစစ်ကြီးတွေနဲ့နျူကလ িয়ার စစ်ပွဲတွေကိုတော့ထိရောက်တဲ့ငင်းချင်ရင်ဆွေးနွေးပွဲတွေက တားဆီးကောင်းတားဆီးနိုင်လိမ့်မယ်အရင်စစ်တော့ အရင်ရှင်နယ်ချက်ရောဆိုရှယ်နယ်ချက်ရောတတိယနိုင်ငံတွေအပေါ်ဗိုလ်ကျစုမှုအနိုင်ကျင့်တာချင်းက အတူတူပဲငြိမ်းချမ်းရေးအတူကိုဖင်ခုထိုင်ပြီး proxy war တွေခင်းကျင်းခဲ့တယ်ခေလွန်ဓာတုဇီဝဘိုးမွားအလူမြူလက်လက်စမ်းတွေဟာလဝဲလက်ရနယ်ချက်နှစ်ဖက်စလုံးရဲ့ဈေးကွက်မှာရေပန်းစားနေတဲ့ product တွေဖြစ်ကောင်းဖြစ်နိုင်တယ်ဒုတိယကမ္ဘာစစ်အတွင်းဂျပန်နိုင်ငံဟီရိုရှိမားနဲ့နာဂါဆကီမြို့ကြီးတွေကို အလူမြူဘုံကျဲချခဲ့တဲ့ဗီဇဇိုးတွေရှိခဲ့ဘူးတာကိုဂျပန်ပြည်သူတွေဘယ်တော့မှမမေ့ဘူးချီဂွေဗာရာမတရားပြစ်ဒဏ်ခံရတာ International is in အသက်ခံရတာလည်းအတူတူပဲဗီယက်နမ်စစ်မှာ American စစ်ရှုံးရတဲ့အကြောင်းရင်းတွေနဲ့ American စစ်သားတွေမတရားတဲ့စစ်ကိုဆင်နွှဲနေရလို့စစ်တိုက်ခြင်းစိတ်ပျောက်ဆုံးသွားတာလည်းပါတယ်အခုအင်ပီရိုမှာဇလန်စကီဟာအယံကော်ခဲ့တယ်အခုယူကရိန်းဟာ လဝဲလက်ရအင်အားကြီးနှစ်နိုင်ငံရဲ့အနိုင်ကျင့်ခံနေရတယ်။ငါတို့မှလည်းထုံနီးနေနေဈေးကွက်စီးပွားရေးပင့်ကူညီတွေရဲ့ထောင်ချောင်ထဲမှာကြာရောက်နေရငါတို့ပါငါတို့အချင်းချင်းရေမချားမြေမချားပဲလေယာဉ်နဲ့တခုချားနေကြရာအလက်ဇန်ဒရာဂရီဟမ်ဘဲလဲမကဲနိုင်မတ်ဇူဂဘက်လဲမကဲနိုင်ငါတို့မှငါတို့အချင်းချင်းလူကိုယ်တိုင်လဲတွေ့လို့မရနိုင်စာပို့လို့လဲမရငါတို့မှငါတို့အချင်းချင်း ဆက်သွယ်မှုကင်းမဲ့ area မဟုတ်ပဲဆက်သွယ်မှုတွေပြတ်တောက်သွားခဲ့ရတယ်။တယ်လီနောလည်းမရ၊ Oridu လည်းမရ။မရမရ၊ဘာဆင်းကမ်းမှမရ။ Wi-Fi လည်းမရ။ဘာ internet line မှမမိ။ရတဲ့ Starlink ဆိုတာကလည်း very dangerous ပဲ။အချိန်တွေလေတဲ့အငွေ့ပြန်။ဒီကလာကြီးတဲ့မသေးအောင်နေကြ။အသက်တွေရှည်ဖို့အသက်ကိုချွေတာမွေးမြူကြ။ငါတို့ပြောနေတာတခုတည်း။စစ်ကြီးပြီးမှမသေးရင် ငါတို့တွေ့ကြမယ်စေတ